အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကြီးမနိုး channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ့်ဇလံလေးကတော့နာနာဘဝဖြစ်သွားတဲ့ဥစင်နန္ဒီယလိုမြရတဲ့ဇလံကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါခင်ဗျာဥစင်ကြီးဥစင်ကြီးဟေးဘယ်သူတုန်းဟာစွန်စားတကားခောက်တန်ခေါ်စံကြောင့်ဥစင်အောင်သိန်းတရားစာအုပ်ကိုချပြီးတော့ လှမ်းပြီးတော့မေးလိုက်ပါတယ်။နေကင်းဖက်ပေမဲ့ကြောင်ခွေးတွေဝတ်တယ်လို့စွန်းစားတကားကိုပိတ်ထားရတယ်။တပည့်တော်အတန်းတော်မှမတ်မိဘူးလားဖေ။ဒီတော့မှဦးစင်းအောင်သိန်းပြပြတလဲဖြစ်သွားပါတယ်။ဦးစင်းနန္ဒီယအတန်လိုပဲတွေးမိပါတယ်။ဦးစင်းနန္ဒီယကလွန်ခဲ့တဲ့လနှင်းငယ်ကပြန်လွန်တော်မူသွားပါပြီ။ယဟန်ဘဝနဲ့ရှိတုန်းကတော့ဒီကျုံးရဲ့အိုးခွက်ပကံ စားပင်တီးပင်နဲ့ ကျောင်းမှန်ပစ္စည်းများမှန်သမျှထိန်းသိမ်းစောင့်ရှောက်ရသူစီမံခန့်ခွဲသူဖြစ်ပါတယ်။ဦးစင်းနန္ဒီရလားဟုတ်တယ်ဗျာတပည့်တော်အကူညီတောင်းဆရာရှိလို့ပါပြောပါတပည့်တော်ကူညီပါမယ်တပည့်တော်ငှားထားတဲ့စေးထောင်းနဲ့တန်ဆုံလေးပြင်မပိုးလို့ရသေးလို့ပါ ရှမ်းကနူဆန်ဖုန်ကြီးကျောင်းကိုပို့ပေးပါဗျာရတယ်ဦးစင်းတပည့်တော်ဆက်ဆက်ပို့ပေးပါမယ် နောက်နေ့မှအတန်းဆုံးကို ရှန်ကနုစံဖုံးကြီးကျောင်းကိုသွားပို့ခဲ့ပါတယ်။ဒီဇလန်းကိုပြောပြသူကတော့ကညွတ်ကွင်းမျိုးကျွန်းတော်ကျောင်းကဦးစင်းအောင်သိန်းဖြစ်ပါတယ်။စာရေးသူကညွတ်ကွင်းရောက်ခိုက်မှာအကျောင်းတိုက်ဝိုင်းပြီးကြားသိရခြင်းမှာတခါတုန်းကလည်းကျောင်းဝန်းတန်ရှင်ရဲ့လှုပ်ပြီးဓာတ်တချောင်းကပျောက်သွားခဲ့ပါတယ်။ဘလို့ရှာရှာမတွေ့တာနဲ့ဒီအတိုင်းပဲနေလိုက်ကြတယ်။ညကျတော့ဦးစင်းနန္ဒီယကအိမ်မက်လာပေးပါတယ်။ ဓားကြံခဲ့တာတွေလို့ပြောက်မှာဆိုတဲ့အတွက်စွန်စာတကားကျွတ်နဲ့အတွင်းဘက်တောက်မှာထားခဲ့တယ်။ဦးစင်းကြီးကလည်းအိတ်ကြာကနေနို့တော့တကားတောင်ကိုတွားကြည့်လိုက်ပါတယ်။ပြောက်နေတဲ့ဓားကိုပြန်တွေးခဲ့ရပါတယ်။ဦးစင်းကြီးဦးနန္ဒီယကတမလွန်ဘဝပြောင်းရွှေ့သွားရပေမဲ့စွဲလန်းတဲ့စိတ်နဲ့ကြောင်းမှာပဲတီမီနေထိုင်နေပုံရပါတယ်။နောက်တစ်ခါကြတော့လေကျွန်းတော်ကြောင်းနဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့သမီးဖြစ်သူကိုအိမ်မက်ပေးပါတယ်အိမ်မက်ထဲမှာပြောတာကငါเจ้าကပိနေသီးတွေကိုရေထားတာ အခုခုနှစ်လုံးယော့နေတယ်တဲ့အမှန်တကယ်တော့ဦးစင်ကြီးဦးနန်ဒီယာဟာကျွန်းချောင်းဆရာတော်ကြီးဦးသူရီယာနဲ့သုံးမဩဝါဒကို ခံယူပြီး တရားဘဝနာကျင့်ကြံအားထုတ်ခဲ့ပါတယ်ဝိပဿနာရှုမှတ်တရားထိုင်တာတွေလည်းကြိုးစားပွားများခဲ့တယ်ယဟန်တပါးပါ ဒါပေမဲ့ဆရာတော်ပြီးရင်ចောင်းမှာတာဝန်ရှိဆုံးဖြစ်ပြီးចောင်းမှန်ပစ္စည်းမှန်သမျှမပြည့်မစည်မပြောင်မလျှောက်အောင်လို့ထိမ့်သိမ်းရှောက်ရှောက်ရသူဆိုတဲ့တာဝန်ကြီးကဦးစင်းနန္ဒီယကိုတရားတတိချွတ်ချင်းစီဟံတူပါရင်ဒါကြောင့်လဲပြုခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးတရားတွေကို မခံစားရပဲနာနာဘဝကိုဥစွာခံစားနေရတယ်ထင်ပါတယ်ဒီဖြစ်ပျက်တွေကြောင့်တမိဖြစ်သူက ဖခင်ကြီးအတွက်ရည်စူးပြီးတော့ကျောင်းမှာပဲကုသိုလ်ကောင်းမှုတွေပြုလို့အများတမ်းများပေးဝေခဲ့ပါတယ်။အဲ့ဒီကောင်းမှုတွေရဲ့ကုသိုလ်ဖို့ဘဝကိုဦးစင်းနန္ဒီယရရှိပုံရပါတယ်။ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတဲ့အခါနောက်ပိုင်းမှာတော့ဦးစင်းနန္ဒီယနဲ့ပတ်သက်တဲ့ထူးထူးခြားခြားအပြည့်အပြည့်သုံးတရားမှမကြရ။မကြုံတွေ့ရဘူးလို့ဦးစင်းဦးအောင်သိန်းကပြောပြခဲ့ပါတယ်။ ចောင်းပြက်ကြီးနဲ့နာနာဘွားများကညို့ကွင်းတွင်မြောက်ဘက်မှာရှိတဲ့ကျွန်းတော်ကြီးဟာဆရာတော်ကြီးဥတူကြီးရရောက်ရှိမလာမီကចောင်းပြက်ကြီးဖြစ်ပါတယ်တစ်ပင်ကြီးတွေခြုံနေပိတ်ပေါင်းနေဖုံးအုပ်ထားတဲ့တစ်သားចောင်းပြက်ချုံနဲ့စင်းနုတော်ကြီးတစုကိုညှို့ညုံမိမ့်မိမ့်တွေ့ဘူးနေရပါတယ်ဒီကြားမှာမကြာခဏတွေ့ရတယ်ဆိုတဲ့နာနာဘွားနဲ့အုတ်ဆက်ဆောင်တည်င်းနေကြောင်းလဲ လူအများကြောက်ရွံ့နေကြတယ်လို့ဦးစင်အောင်သိန်း ਨੇ စကားပြောဆိုမိမှာဦးစင်ဟာပရမကျွန်းတော်ကြောင်းစာတင်တိုက်ကိုတမိသူဖြစ်ကြောင်းသိရပါတယ်ဒီကျွန်းတော်ကြောင်းတိုက်ဟာဦးစင်ငယ်တုန်းကစင်နစ်ခန့်တွဲကျောင်းတိုက်ကြီး ਨੇ အလွန်စီကားတိုက်မြိုက်တဲ့စာတင်တိုက်ကြီးလောကဓမ္မအတိုင်းမှာပဲပြည့်စည်ချိန်တန်းတော့အလွန်ဆိုးရတဲ့နာနာဘွားအကောင်ကြီးတကောင်ကျောင်းကိုရောက်လာပါတယ် အရဲခေါ်ရတော့လူစားတယ်လို့ပြောတာပေါ့ကိုရင်သာမကယဟန်တန်ကားတွေတပါးပြီးတပါးပြင်လွန်တော်မူကုန်ကြပါလေကြောင်ခန့်တကားပေါက်တွေဘလို့ပဲလုံချောင်အောင်ပိတ်ပိတ်နာနာဘဝကောင်ကြီးဝင်လာတယ်လို့ပြောကြတယ်တချို့ယဟန်တန်ကားတွေလည်းကြောင်ခါရွှေပြောင်းကြတာပေါ့နောက်ဆုံးမှတော့ဆရာတော်ကြီးတပါးပဲကြံမာတော့တယ်အဲ့ဒီဆရာတော်လဲသူ့လက်ကြတော့မယ်ဆိုပြီး ညာတွင်ချင်းကညွတ်ကွင်းမြို့တဲကအကြောင်းကိုပြောင်းသွားပါတယ်။ဦးစင်းကိုတိုင် ငငယ်ကလိုက်ပို့ပေးခဲ့ရတာပါ။အရိနာဝိုင်းမှာကျောင်းတိုင်မဲ့ကိုတော်မရှိ။ပြုစုစောင်းရှောင်းမဲ့သူမရှိတာနဲ့ကျောင်းတက်ကြီးပျက်စီးမသွားစေရန်ခြုံနယ်ပေပောင်းနေဖုံးအုပ်သွားပါတယ်။တော်ကျွေးအင်ဂျီမြို့ကကြွလာတဲ့ပအိုင်စီယာတော်ကြီးသူကြီးရရဲ့တီလာကုံတမာရီကုံပညာကုံကြောင့် ယခုလိုဒုတိယကြိမ်ပြင်လေထုံးလေးပြီးစီကားတိုက်မြိုက်လာခဲ့တာဖြစ်ပါတယ်။စီအာတော်ကြီးဦးသူကြီးရပြန်လုံတော်မူပြီးတဲ့နောက်မှာတော့စီအာတော်ကြီးဦးဇဝနာနဲ့ကျောင်းရှိတန်ဃာတွေကကျောင်းတိုက်ကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ဦးစင်းဖျားအခုချိန်မှာရောဒီကျောင်းတိုက်မှာနာနာဘဝပုံကိုယ်တွေနေထိုင်ကြတော့မှာလားဖျား။စာရေးသူကဦးစင်းအောင်သိန်းကိုမေးလျှောက်လိုက်ပါတယ်။ တီးတယ်မြင်တဲ့အတိုင်းပြောရရင်တော့ရှီတုံးနေပဲလို့ပြောရမှာပါ အရှင်ဖျားတီးတယ်တဲ့ကတပည့်တော်ကိုနည်းနည်းလောက်ပြောပြပါလားနှစ်ပေါင်းများစွာတစ်ပင်ခြုံနှင်းနဲ့ဖုံးအုပ်ပြီးတော့ပြည့်စည်နေတဲ့အတွက်နာနံဘဝတစေတရေတွေအိုးရဆောင်နေလာရောက်နေထိုင်တာမဆမ်းပါဘူးဆရာတော်ကြီးဥသူကြီးရောက်လာပြီးနောက်နေ့နေကြတဲ့အထိစိုးသွမ်းတဲ့နာနာဘဝတွေရှိခဲ့တယ် သူတို့ကယဟန်တန်ကားတွေရောက်လာရင် သူတို့ကိုနှင်ထုတ်ပတ်ရမယ်ဆိုပြီးတော့ထိမြင်ယူဆပုံရပါတယ်။ဒါပေမဲ့ဆရာတော်ကြီးဥသူရရဲ့မေတ္တာရိပ်ကိုနှင်းရှည်လာများခူလုံပြီးတဲ့နောက်မှာတော့နာနာဘွားတွေဟာယဉ်ကျေးသိမ်မွေ့ကြတယ်။ကြမ်းတမ်းတဲ့ပြုတ်မှုပုံတွေလှုပ်ရှားပုံတွေမတွေ့ရတော့ဘူး။ယဟန်တန်ကားတွေလူတွေနဲ့နာနာဘွားတွေဟာဒီကျောင်းတက်ကြီးထဲမှာအေးအေးချမ်းချမ်းအတူတကွနေထိုင်နိုင်ရပါတယ်။ ဆရာတော်ဦးသူကြီးရရောက်လာကားစားကဒုက္ခရဲဝင်တန်းဘဝမှာပဲရှိသေးတယ်။ဆရာတော်ကိုဝိကြီးဝင်းငယ်ပြုစုရင်းနဲ့ဆရာတော်ရှိမှာခြုံနေရှင်းတကူတဲ့တရားထိုင်နေ။တခါတခါသူ့ရဲ့ပကုန်းကိုလက်ကြီးနှစ်ဖက်ကလာဖိတဲ့။ကြည်လိုက်တော့သစေကောင်ကြီးကြီးတယ်။အဆွေတောင်ထွက်နေတယ်လို့ပြောတယ်။ဘလုံးမယုံလို့မရတာနဲ့တရားကိုပဲအာယုံပြုမှတ်နေလိုက်တာ။ ခဏနေတော့သူ့ဘာသာသူထွက်သွားတယ်တဲ့နောက်တစ်ခါကြတော့လေဦးစင်းညံတရားထိုင်နေတုန်းတစီနှကောင်ကတစ်ဖက်တစ်ကောင်စီဂျိုင်းကနေမြောက်ပြီးတော့ခိုသွားကြတယ်တဲ့ဦးစင်းလည်းတရားမှတ်ပြီးတော့လိုက်သွားတယ်ယထာလန်းအတက်ကြောင်ပေါဝမရောက်မှပဲခြားထားခဲ့တဲ့အခုတော့စိုးသွန်းနေနနာဘွားတွေမရှိတော့ပါဘူးကျောင်းတိုင်မှာကုသိုလ်ကောင်းမှု အလူတန်းတွေအမြဲလုပ်လို့ရှိတဲ့အတွက်သူတို့လည်း အများရဟန်တူပါတယ်တချို့ကလည်းကောင်းရမွန်ရရောက်သွားကြတချို့ကြလည်းလိမ်မာရင်ကြီးသွားကြပုံရပါတယ်ဘသူကမှကြောက်အောင်လို့လန့်အောင်လို့ခြောက်တာမျိုးမလုပ်ကြတော့ဘူးတစီမိသားစုရဲ့ညောင်မင်းတခါတုန်းကကြောင်းထဲကိုနေရောင်ကြီးကြောက်အောင်လို့ကြောင်းတောင်ဘက်ကညောင်မင်းကြီးကိုခုတ်ဖို့အိုးစင်းစီစဉ်ထားတယ်ညကြတော့အိမ်မက်လာပေးတာပဲ သူတို့မိသားစုနေတဲ့ညောင်မင်းကိုမခုတ်ဖို့တောင်းမန်နေဆရာတော်ကြီးကိုအိမ်မက်အကြောင်းပြောပြတော့အေးဟုတ်တယ်ကွာအဲ့ဒီညောင်မင်းမှာမုတ်ဆိုးမတယောက်သားတွေတမီးတွေနေနေတယ်သူတို့အသက်မြုံပြတ်သွားမယ်ဘလုံးမှအဲ့ဒီညောင်မင်းကိုမခုတ်ကြနဲ့ဆိုပြီးတော့ပြောပါတယ်တခါကြတော့လေအဲ့ဒီညောင်မင်းမှာနေတဲ့တဆေကလေးဝင်းငယ်လေးကညအခါမှာဆရာတော်ကြီးစီကို လာပြီးတော့မုံကျွေးဖို့ပူဇာတယ်တဲ့ ဆရာတော်ကြီးကဥစဉ်ဖိုးဆယ်ကိုဖိုးဆယ်ရင်ကလေးတွေကိုစပွဲပေါ်ကမုံနေယူကျွေးလိုက်ပါအောင်ဒီမှာလာပြီးပူစားနေကြတယ်ကွဆိုလို့မုံနေယူပြီးတော့ညောင်မင်းအောက်ကိုခြာကျွေးတဲ့အကြောင်းဥစဉ်ဖိုးဆယ်ပြောဘူးပါတယ်ပြီးတဲ့အခါမှာတော့တနန်းဆောက်ပေးနေရတဲ့တနန်းစောမုံတို့ညီမနေအောင်တကယ်ရှိတယ်เจ้ามาหลู่ดั้นရှိရင် အလူတွေလာထဲကြတယ်တန်ငါတချို့ကို အာယုံဆုံးသွားခဲ့ဖို့အပြင်ကနေအတန်ပေးပြီးနှိုးတက်ပါတယ်။စကားတွေအများကြီးပြောနေလို့ဦးစင်းကလည်းတော်တော်ပင်မန့်သွားပုံရပါတယ်။ဒါကြောင့်စာရေးသူလည်းအလိုက်တသည့်နဲ့စကားဝမ်းကိုရနာလိုက်ပါတယ်။စာရေးသူကြုံခဲ့တဲ့နာနာဘဝအမှန်တကယ်တော့စာရေးသူကိုယ်တိုင်လည်းကျွန်တော်အကြောင်းနဲ့မဆိုင်ပါ။ကျောင်းပြည့်ကြီးကို ဥသူရရောက်လာဆယ်နှစ်ဆယ်မူကြောအောင်လို့ကညို့ကွင်းရဲ့ရေစခန်းကကိုးခွေခဲ့ကြပါတယ်။နေ့စဉ်ကရင်ခင်းကြပါတယ်။ရဲဝင်တန်းဖြစ်တဲ့စာရေးသူလည်းကုသိုလ်ကောင်းမှုတွေပါဝင်ဆင်နွှဲခဲ့ပါတယ်။ကျွန်းတော်เจ้าမှာပထမဆုံးချိန်ကရင်ခင်းတို့ကကရင်အဝင်ညမှာ စာရေးသူအပါဝင်ဝေယဝိဆာလုံးမဲ့သူချို့ ကျွန်းတော်เจ้าတို့ကြိုတင် ရောက်ရှိနေခဲ့ပါတယ်။ပရိသာဘင်ကနောက်နေမနက်မှာ အတီအမုတ်ကအခုနေနဲ့ရောက်မှာပါ ပရိသတ်ဘင်ရောက်မှာအေဗရိတ်တေကိုအခန့်ကြွေမွေ ကထိန်တရားနာပြီးရေစက်ချအမြဝေတာ ဖြစ်ပါတယ်စာရေးသူတို့ဖွဲ့ကအေဗရိတ်တေအတွက်အစားအသောက်တွေချက်ပြုတ်ထားဖို့ကြိုတင်ရောက်နေခြင်းမှာနာနာဘွားရီနဲ့ပတ်သက်ပြီးနမည်ကြီးတဲ့ကြောင်းတော်ဆိုတော့နင်းနဲ့မောင်နာနဲ့စာရေးသူအလုံးကြောင်းတော်ရောက်နေကြပါပြီဘာကောင်းမြင်ရလဲ ဘာကောင်းမှ မတွေ့ရပါဘူးဘာတန်ကြားရအောင်မလဲရင်တထိတ်ထိတ်နဲ့ကြောက်စိတ်ပူနေကြပါတယ်တော်တော်လေးညင်းနေလာတော့မှ မျောလင်းထားသလိုအတန်နေကြလာပါတော့တယ်ကြောင်းအောင်မှချက်ပြုတ်ရာ အသုံးပြုဖို့တစ်ချမ်းနေတခွန်းခွန်းပြစ်ချနေပါတယ်စာရေးသူပါဝင် အားလုံးကြောက်လန့်ပြီးချွေးတွေများစူရွှဲကုန်ပါတယ်။ဘာမှမစိုးရင်ကြနဲ့ ဘသူကမှအန္တရာယ်ပေးမှာမဟုတ်ဘူးသူတို့ရှိတဲ့အကြောင်းပြတဲ့သဘောလောက်ပဲဆရာကြီးအမင်းကြီးမှနည်းနည်းလောက်ကြောက်စီရောသွားပါတယ်ဆွဲလန်းလို့နာနာဘွားဖြစ်ရသူညတကောင်ရန်ကြော်ပြီးတဲ့ချိန်မှာထင်းပြစ်ချတဲ့အတန်တွေပျောက်သွားပါတယ်ကျွန်းတော်เจ้าမှာကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကိုတော့စာရေးသူအမြင်ထားရရနေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာနေပြီးဆုံးလို့တော့ပါပြီ ဇလန်းလေးကိုအဆုံးထိလိုက်နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ။